မင်္ဂလာပါဗျာဖိုးခွားဒီနေပညာနေပြန်လည်ကြိုဆိုပါရစေဗျာဒီနေ့မှာတော့ YouTube မှာဗီဒီယိုဒီနေ့မြောက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မြောက်ပေးမှာတော့အော်ကျွန်တော်တို့ YouTube channel က monetization အောင်မိသား channel ကိုဗီဒီယိုဒီနေ့မြောက်ပါတယ်ဗျာအရင်နေ့ကတော့ monetization မအောင်သေးတဲ့ channel ကိုမြောက်ပေးခဲ့ပါတယ်ဒီနေ့မှာတော့ကျွန်တော်က monetization အောင်မိသား channel ကိုဗီဒီယိုဒီနေ့မြောက်ပေးမှာဖြစ်ပါတယ်အဲ့တော့အောင်မိသားတဲ့မအောင်သေးတဲ့ channel နဲ့ဘာကွာလဲဆိုတော့ setting လေးနှစ်ခုပဲကွာပါတယ်အဲ့ဒါလေးကိုမိတ်ဆွေများသိရှိတော့စာဆုံးကြည့်ပြပါဗျာ တော့ကျွန်တော်ဒီထုံးတဲ့အတိုင်းပဲ Chrome browser တွေဝင်မယ် Chrome browser တွေဝင်ပြီး Chrome browser ဝင်လိုက်မယ် Chrome browser တွေမှာကျွန်တော်တို့ YT Studio ဆိုပြီးရိုက်ရှာမယ်เนาะ YT Studio โอเคဒီမှာကျွန်တော်ဒါလေးကိုရိုက်လိုက်မယ်ရိုက်လိုက်နဲ့သေးနေနေနဲ့ကြီးချဲ့လို့ရတယ်လက်နဲ့နှချောင်းနေပေါ့နော်နည်းနည်းလေးချဲ့လိုက်လို့ရတယ်အဲပြီးလို့ရှိရင်တော့ login ဆိုတာလေးရှိပါတယ်ဒီမှာနော် မဲဒီမှာရှိပါတယ်နည်းနည်းသေးနေချက်လိုက်မယ်နော်အဲဒီမှာရှိအောင်ပေါ်လာပါပြီအဲ့တော့ကျွန်တော်ကအဲ့ login link ကိုမနှိပ်ခင်ဗာလေးနှိပ်ဖို့လိုတယ်ဆိုတော့ data site ကိုအမှန်ချစ်ပေးလို့လိုတယ်အဲ့တော့ကျွန်တော်ကဒီမှာအဆက်30ကိုနှိပ်လိုက်မယ်အဆက်30ကိုနှိပ်လိုက်ပြီးတော့ကျွန်တော်ပြ order မှာပေါ့နော်ဒီမှာကျွန်တော် data site ကိုအမှန်ချစ်ထားပါတယ်အဲ့တော့ကျွန်တော်မစ္စမြာကအမှန်မချစ်ရသေးရင်အမှန်လေးချစ်လိုက်ပါဒီမှာနော်ကျွန်တော်အမှန်လေးချစ်ပေးထားတယ် okay အဲ့တော့ချစ်ပေးသားဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီမှာရှိတဲ့ login ဆိုတာလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါဗျာဒီမှာနော် ဒါဆိုရင်ကျွန်တော်တို့ channel တွေကိုသူကဝင်သွားပါလိမ့်မယ်အဲ့လိုကျွန်တော် channel ကိုတန်းပြီးတော့ဝင်သွားဖို့အတွက်ကျွန်တော်တို့ WD Studio မှာလဲဒီမှာเนาะကျွန်တော် WD မှာကျွန်တော်ကျွန်တော်ခဏထွက်ပြမယ် WD Studio နေမယ် WD Studio မှာလဲကျွန်တော်တို့ channel ကိုဝင်ထားဖို့လိုပါတယ်ဒီမှာเนาะကျွန်တော် channel အဲကျွန်တော် channel logo ပေါ့เนาะဒီမှာကျွန်တော်ဝင်ထားပါတယ် okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တွေတစ်ချက်လောက်ဒီကောင်လေးကိုပြန်နေမယ်เนาะ login လေးကိုကျွန်တော်နေလဲပါပြီ ။မြန်လိုက်မစင်တော့သူ yawindustudio.com ဆိုပြီးတော့သူ automatic ဝင်သွားပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ windustudio လေးကိုရောက်လာပါပြီ။ရောက်လိုက်ဆိုလို့ရှိရင်ဒီလိုပုံစံနဲ့နည်းနည်းသေးနေနည်းနည်းကြည့်လိုက်မယ်။အဲ့နည်းနည်းကြည့်လိုက်မယ်နည်းနည်းကြည့်လို့ရှိရင်အပေါ်ဆုံးမှာ crate ဆိုတာလေးပါပါတယ်ဗျဒီမှာအပေါ်အပေါ်ဆုံးမှာနော်အပေါ်ဆုံးမှာ crate လေးပါတယ်အဲ့ crate လေးကိုနှိပ်လိုက်မယ်နှိပ်ရင် upload video ဆိုတာပါပါတယ်တေးနေနဲ့ချက်လိုက်မယ်နော်တေးနေချက်ပြမယ်အဲ့ဒီမှာ upload video လေးပါလာပြီနော်အဲ့ upload video လေးကိုကျွန်တော်တို့ကဒီမှာအပေါ်ဆုံးမှာနော် upload video လေးကိုနှိပ်လိုက်ပါ โอเคဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုတင်ဖို့အတွက်ဖိုင်ရေးဖို့အတွက် slot file တစ်ခုဒီမှာကြာလာပါတယ်နည်းနည်းကြီးလို့ပျောက်နေနည်းနည်းပြန်သေးလိုက်မယ်နော်โอเคဒီမှာကျွန်တော်တို့ကဒီ slot file လေးကိုနေပြလိုက်ပါဗျဒီမှာနော် slot file လေးကိုနှိပ်လိုက်မယ်ကျွန်တော်တို့ slot file လေးကိုနှိပ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ video ရွေးဖို့အတွက် media ဆိုတာလေးကိုရွေးပစ်လိုက်ပါနော်ဒီမှာ media လေးကိုကျွန်တော်ရွေးပစ်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့ဖုန်းဖုန်းလေးကိုသူရောက်လာပါလိမ့်မယ်ကျွန်တော်တို့က video တွေကနောက်ဆုံးလုပ်တဲ့ video တွေကိုတော့ဒီမှာလာပြပေးပါတယ် โอเคပေါ့เนาะဒီမှာဒီမှာဒီမှာ not solo တဲ့ဗီဒီယိုလေးကိုလေးအဲ့လိုမျိုးလာပြပေးတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ video share ပြုတ်ဆိုလို့ရှိရင်ကိစ္စမရှိဘူးဒီမှာဒီမှာအကြောင်းသုံးကြောင်းနေပြီးတော့ကျွန်တော်တို့ဗီဒီယိုတွေကိုဘယ်ဘယ်နှမထားလဲဒီဗီဒီယိုကနေပြီးတော့ကျွန်တော်တို့ share လို့ရပါတယ်မှာเนาะโอเคဒါမှမဟုတ်လဲဒီဗီဒီယိုကနေပြီးတော့လဲ share လို့ရပါတယ်ကျွန်တော်ကတော့အလွယ်တကူပဲပေါ့เนาะကျွန်တော်အလွယ်တကူပဲကျွန်တော်တို့ကဒီမှာကွက်ကိုဒီမှာတက်ခါတယ်ဒီမှာရှိပါတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ဗီဒီယိုလုပ်ပြီးသားဗီဒီယိုလေးတွေကိုနာမည်လေးပေးထားရင်ပိုကောင်းတယ် အဲဒါကတော့ဒါကတော့ဗာဗီဒီယိုပေါ့အဲဒါဆိုရင်ကျွန်တော်ဆိုရင်ဒါကတော့ကျွန်တော်တွေ YouTube monetization အောက်မီလာမောင်သေးလို့ဆက်စင်းနေဗီဒီယိုဆိုလို့ရှိရင်အဲ့လိုမျိုးလေးရေးထားလို့ရှိရင်ပိုကောင်းတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေများရေးထားပါနော်ဗီဒီယိုနာမည်လေးပေးထားလိုက်ပါဒါဆိုဗေဗီဒီယိုဆိုတာတခါလေးတန်းသိရတယ်ဗျโอเคကျွန်တော်လည်းကျွန်တော်ဗီဒီယိုကျွန်တော် ကျွန်တော်ကောက်ယူလိုက်တော့မယ်ဒါဆိုရင် तू อ่ะဒီ slug file အနေနဲ့ယူသွားပြီးတင်သွားပြီးတင်အခုလိုမျိုးလေးအဲတင်ပါဒီလိုမျိုးလာကြလိမ့်မယ်အပေါ်ဆုံးမှာခေါင်းစဉ်ပေါ့နော်တိုင်တယ်ပေါ့အဲဗီဒီယိုရဲ့တိုင်တယ်ကိုကျွန်တော်အရင်ရေးရေးပါမယ်ကိုကိုဗီဒီယိုနဲ့ဆိုင်တဲ့အကြောင်းအရာပေါ့နော်အဲ့တော့ကျွန်တော်တို့ကအာ YouTube YouTube monetization um o n e t i okay ကျွန်တော်လေး monetization um on စနေပေါ့နော် အောင်မောင်စစ်စင်းနီပေါ့โอเคโอเคစစ်စင်းနီအဲဒီဘီလီမှာလဲတရှက်ရှက်လေးခံပြီးတော့ဘောနော်အဲရှက်လေးခံပြီးတော့တကယ်လို့ကိုကအင်္ဂလိပ်လိုရေးတဲ့ဆိုလို့ရှိရင်မြန်မာလိုလေးရှက်ခံမယ်မြန်မာလိုရေးလို့ရှိရင်လည်းအင်္ဂလိပ်လိုလေးရှက်ခံမယ်အဲကျွန်တော်ကတော့ဒီအလွယ်ကူဆုံးမလေးပဲကျွန်တော် monitor YouTube YouTube monetization လေးပဲကျွန်တော်ရေးလိုက်မယ်เนาะဒီမှာတော်တော်ပါပြီးသားဒီမှာ YouTube YouTube money လည်းရတယ် YouTube monetization လည်းရတယ်ကျွန်တော်အတူတူပဲပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်ထားလိုက်မယ်ထားပြီးတော့ကျွန်တော်ဒီမှာအရေးကြီးတာတစ်ခုပါဒီနေရာမှာပေါ့เนาะ template ပဲဖြစ်ပါတယ် template ကိုဒီနေရာမှာတစ်ခါလေးတချို့လျာလဲအာဒီကနှိမ့်လိုက်တဲ့နဲ့မပေါ်ဘူးလို့ပြောကြလဲအဲ့လိုမပေါ်လဲကိစ္စမရှိဘူးကျွန်တော်ကလမ်းမိုးလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်မယ် ဒီလမ်းမောလေးကိုတစ်ချက်တော့နေပလင်ပြီးပြန်ထွက်လိုက်မယ်ဒါဆိုပေါ်ပါလေဗျအဲ့တော့ဒီကောင်လေးပေါ်မပေါ်ကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ဒီကောင်လေးကိုကျွန်တော်နေကြည့်မယ်နော်မတမ်းလေးကိုအပ်လို့အဲကျွန်တော်ကျတော့တန်းပေါ်တယ်မနော်မလိုက်မကြည့်လိုက်ပြန်နေမယ်တန်းပေါ်တယ်အဲ့လိုတန်းမပေါ်ဘူးဆိုလဲကိစ္စမရှိဘူးเนาะကိစ္စမရှိဘူးဒီလမ်းမိုးလေးကိုကျွန်တော်ပြမယ်ဒီလမ်းမိုးလေးကိုအဲလမ်းမိုးလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်လမ်းမိုးလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်โอเคဒီလိုမျိုးအတန်းလေးပြီးသွားရင်ဆိုလို့ရှိရင်ပြန်ထွက်လိုက်မယ်ပက်ကီလေးတစ်ချက်ပဲပြန်ထွက်မယ် ဒါ okay ဒါဆိုရင်ဒီနေရာပြန်ရောက်လာတယ်ဒီရဲ့ template ကိုပြန်ပြန်နှိပ်ကြည့်ပါပြန်နှိပ်ကြည့်ပါဒါဆိုရင်တော်တော်ပြန်ရောက်လာပါလိမ့်မယ် okay ရသွားပြီเนาะ okay ရသွားပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီအခွင့်မပြောချင်ဒီအောက်ကဟာလေးကိုတစ်ချက်ကျွန်တော်ပြပေးမယ်เนาะဒီအောက်ဆုံးမှာလေးကြည့်လိုက်ပါဒါသူ upload လုပ်နေတာအဲအဲ့လိုလိုကျွန်တော်ပြီးတော့နည်းနည်းတူတော့မြန်နေเนาะရှည်နည်းနည်းကြာတက်တယ်ဒါသူတင်နေမှာမပြီးသေးဘူး SD version နဲ့တင်မယ်ပြီးရင် SD version နဲ့တင်မယ်ပေါ့เนาะ โอเคပြီးလို့ရှိရင်ဒါသူတင်လို့ပြီးလို့မပြီးသေးဘူးကျွန်တော်တို့လည်းစတင်ချေလို့မပြီးသေးဘူးပေါ့မပြီးသေးရင်ကျွန်တော်တို့ဒီမှာ playlist ရှိတယ်ပလေးလစ်ခွဲနေရတော့အရင်ဗီဒီယိုမှာမြောက်ပေးခဲ့တော့အလုံးသိရှိသွားပြီထင်ပါတယ်ဒါပေမဲ့လည်းထပ်ပြီးခွဲပြအောင်မယ်ဗျ ဒီမှာ playlist လို့နိုင်မယ်အဲ့တော့ဒီဒီ channel ကဘယ်ဟိုကျွန်တော် playlist ခေါင်းစဉ်တစ်ခုတည်းအောက်မှာတင်မယ်ပေါ့နော်ကျွန်တော်ဆိုဒါ YouTube နဲ့ပတ်သက်ပြီးတင်တာဆိုတော့ကျွန်တော်ဒီမှာမိတ်မန်းနီးတို့ YouTuber တို့အဲ့လို YouTube မန်းနီး YouTube ငွေရှာနီးတို့အဲ့လိုမျိုးလေးကျွန်တော်ဒီမှာခေါင်းစဉ်တစ်ခုပေးထားတယ်အဲ့တော့မှဒီအောက်မှာထပ်ပေးခြင်းတယ်ဆိုလို့ရှိရင်တော့ဒီမှာ new playlist ရှိပါတယ် new playlist ကိုအာ new playlist ကိုတစ်ချက်လောက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့ဒီမှာ new playlist ပါတယ်နော်ဒီမှာ new playlist new playlist ထပ်နှိပ်မယ် ။အတရားလေးကိုဆက်နေပါဗျာ။โอเคဒါဆိုရင် new new play လေးရပါပြီဒီမှာကျွန်တော်တို့ play လေးခေါင်းစဉ်ပေးမယ်ဥမာငွေရှာနေတို့ဥမာဟာတာတို့ဘာပြောကို channel တင်မဲ့ခေါင်းတင်မဲ့အကြောင်းရပါအဲ့ခေါင်းစဉ်အောက်မှာပဲကျွန်တော်တင်မှာပေါ့နော်ဥမာ movie ဆိုလဲ movie အဲ့အဲ့ movie အခေါင်းစဉ်မှာပဲကျွန်တော်တင်တော့မှာဘို့ကဲလို့ဟာတာဆိုတဲ့ဟာတာပေါ့အဲ့တော့ဒီမှာပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေများဒီမှာကိုကြိုက်တာကိုရေးမယ်အဲဥမာ ဟိုမှာ YouTube Money ဆိုတော့ YouTube Money ပေါ့ဟိုဟို YouTube Money ပေါ့ဒီမှာလေ YouTube Money ဘာညာတာလည်းကပေါ့လေအဲ့လို Peace ဆိုတာနဲ့ဒီမီဒီမှာ Crate ဆိုတာလေးပါဒီမှာ Crate ဆိုတာပါလေဒါလေးနဲ့လေးတာနဲ့ကျွန်တော်တို့က playlist တစ်ခုရရှိသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ထားပြီးသားမလို့ထားမထားတော့ဘူးเนาะ Okay ပြီးတော့ကျွန်တော်ကြည့်ကြည့်နဲ့ထွက်လိုက်မယ် Okay ပြီးတော့ဒန်းလေးနှိပ်လိုက်မယ်ဒန်းနှိပ်လိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့က ဒီမှာဒီမှာလည်းတစ်ချက်ကြည့်ပြီးမှာနော်ဒီမှာလည်းချက်ကြည့်မယ်ဒီကကျွန်တော်မြင်တဲ့ no ဖြစ်နေမှာနော်ဒါခလိတော့မဟုတ်ဘူးလို့ပြောတာပါကျွန်တော် channel စထောင်တဲ့ကောကဒီကောင်က no ယူပြီးခဲ့တာဆိုတော့ကျွန်တော်ဒီမှာအမြင်တဲ့ no ပြနေမှာဖြစ်ပါတယ်ဒါတော့မြင်တဲ့ no no ဖြစ်နေမှာဒီကဒီမှာပေါ့နော်ဒီမှာမြင်တဲ့ no ဖြစ်နေမှာ okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီဘက်လေးကိုဒီဘက်လေးကိုဒီဘက်လေးကိုဆက်သွားလိုက်မယ်နော်ဒီမှာဆက်သွားလိုက်ဒီမှာ next ပါတယ် ဒီမှာ next ပါတယ်နေကိုဆက်သွားမယ် okay ဒီအဒီရလေးပဲဖြစ်ပါတယ်ပိုလာလာဒီရလေးပေါ့နော်ဒီမှာ monetization ဆိုတဲ့နေရာလေးတခုပိုလာတယ်အဲဒါဆိုရင်ကျွန်တော်တို့ကဝင်ငွေရပါပြီအဲ့တော့ဒါလေးကိုကျွန်တော်တို့မြားလေးနဲ့ဖွင့်လိုက်မယ်ဒီမှာ on ပေးရမှာဖြစ်ပါတယ် on ပေးလိုက်မယ်နော် on ပေးပြီးတော့ဒီမှာ done ဆိုတာပါပါတယ် sorry ဒီမှာ on ပေးမယ်ပြီးရင်မှာ done နေပြီမယ်နော် done နေလိုက်ပါပြီ okay ဒါဆိုတော့ on သွားပါပြီเนาะ on ပြသွားပြီ on ပြသွားလို့ရှိရင်တော့ရပါပြီ ရပြီဆိုလို့ရှိရင် တော့ဒီဘက်ကျွန်တော်တို့ညာဘက်ဘက်မှာကျွန်တော်နေဆိုတာဆက်ပါပါတယ်နေလေးကိုဆက်သွားလိုက်မယ်โอเคဒီဒီတဆင့်လည်းပို့လာတယ်ပေါ့နော်ပို့လာဆိုရင်ဒီကောင်လေးကိုအောက်ဆုံးဆွဲကြမယ်ဒီမှာ none of the effort လေးကိုနှိပ်ပေးမယ်အဲ့လိုနှိပ်မယ်ဆိုလို့ရှိရင်အပေါ်လေးကိုဆက်သွားလိုက်မယ်ဒီဘက်ညဘက်နောက်လေးမှာ rating smith rating ဆိုတာလေးပေါ်ပါတယ်အစင်းကြီးနဲ့အဲဒီကောင်လေးကိုလည်းကျွန်တော် smith rating နေပေးလိုက်မယ် စမင်ရီတင်းနေပေးလိုက်မယ်ဆိုရင်အောက်မှာအောက်မှာ next လေးပေါ်လာပြီအဲ next ကိုလည်းနှိမ့်နေဆက်သွားမယ်အဲ့တော့ဒီနေရာမှာလည်းကျွန်တော်တွေ add screen by ပေးခြင်းပေးလို့ရတယ်အဲ့တော့ပေးမယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တွေ add oh sorry အဲ့တော့ဒီမှာကျွန်တော်တွေ add ကိုဒီမှာကျွန်တော်ဒီ add လေးကိုတစ်ချက်လောက်နှိမ့်လိုက်မယ် okay add လေးနှိမ့်လိုက်မယ်ပြီးတော့ video ဗီဒီယိုလာ play လေးလာပေါ့အဲ့တော့ကျွန်တော်တို့ကဒီ video ပြီးရင်နောက်ပဲ video ပြမလဲဆိုတော့ပြောရပါတော့เนาะ တော့ကျွန်တော်ကတော့ဗီဒီယိုပဲပြလိုက်မယ် playlist ထားလို့ရတယ်ကျွန်တော်ကတော့ဗီဒီယိုတစ်ချက်ပြပြလိုက်မယ်နော်ဒီဗီဒီယိုပြီးရင်ဘယ်ဘယ်ဗီဒီယိုကြည့်ပါဆိုပြီးတော့သူဗီဒီယိုခေါင်းစဉ်လေးပေါ်လာလိမ့်မယ်အဲ့တော့ကျွန်တော် YouTube နဲ့ပတ်သက်တာဆိုတော့ကျွန်တော်ဒီဟာလေးကိုပဲသူနဲ့ဆိုင်တဲ့ပုံနော်ဒီဗီဒီယိုနဲ့ဆိုင်တဲ့တချို့လည်းဟောကျွန်တော်လေး movie နဲ့ zelan တွေ့ရှိရ1 2ဆိုပါနော်အဲ့ဒါကျွန်တော်1တင်ပြီးတော့2တင်မယ်ဆိုရင်ဒါ1တင်မှာကြည့်ပြပါပေါ့အဲအဲ့လိုမျိုးလေးပေါ့နော်အဲ့တော့ကျွန်တော်လည်းဒီကောင်တစ်ခုကျွန်တော်ရွေးလိုက်မယ် โอเคလောက်ရွေးမယ်ဆိုတော့ကျွန်တော်ပြီတော့ဘလောက်မှပြပေးချင်တာလဲဒီညလောက်လားအဲဒီမှာเนาะပြီးတော့ဒီညလောက်မှပြမလားဒီညလောက်မှပြမလားအဲ့တော့ကျွန်တော်တော့ပြီးကနေပဲပြမယ်ပြเนาะပြီးကနေပြီးကနေတော့ဒီဟာလေးကြည့်ပေါ့ဒီတစ်ခုပြီးတစ်ခုကြည့်လို့ရအောင်လို့ကျွန်တော်ဒီမှာเนาะโอเคဒီညလေးကိုကျွန်တော်ရွေးပေးထားတယ်ပြီးတော့ save နေမယ်အာ save နေမှအတီဖြစ်မှာเนาะမဟုတ်ရင်အတီမဖြစ်ဘူး save နေမယ် save နေဖို့တော့လုံးဝမမေ့ပါနဲ့ဟို save နေလိုက်ပါပြီဒါဆိုရင်တီသွားပါပြီတစ်ခုထည့်ပြီးရင်အမှန်ချစ်တစ်ခုတမပေါ်သွားရယ်เนาะအဲ့တော့ ကျွန်တော်နောက်တစ်ခု import video လေးထည့်ထည့်မယ်เนาะ import video လေးထည့်မယ် import video လေးထည့်မယ် okay okay ဒီဒီဒီလေးကိုတစ်ချက်ရွေးမယ်เนาะဒီလေးကိုတစ်ချက်ရွေးရွေးလိုက်မယ်ရွေးလို့ရှိရင်ဒီမှာ playlist ပါတယ်ကျွန်တော် playlist ထားပြလိုက်မယ်เนาะအဲဒီရပြီနောက်ထပ် playlist ကြည့်လို့ရပါဘူးเนาะတရားပြီးတော့ playlist လေးကိုကျွန်တော်နှဲ့နေမယ်ပြီးလို့ရှိရင်တော့ဒီမှာအဲဒီမှာ playlist ခဲတန်လေးပါမှာ playlist ခဲတန်လေးပါပါတယ်ဒီခဲတန်လေးကိုနှိပ်ပါဗျာ โอเคဒါဆိုရင်ကျွန်တော်တို့ပေးထားတဲ့ play list ခေါင်းစဉ်တွေအများကြီးကြာလာတယ်မယ်သူနဲ့ကိုက်ညီတဲ့ကျွန်တော်တို့ခုနပေးခဲ့တဲ့ play list ကိုပဲဒီမှာပြန်ရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော် YouTube ငွေချာနေခုနပေးခဲ့တာဆိုတော့ YouTube ငွေချာလေးတွေကိုကျွန်တော်ပြန်ရွေးပေးလိုက်မယ်ဒါလေးနှိပ်လိုက်မယ်โอเคပြီးတော့ဒီကောက်ကိုတော့ဒီကောက်လည်းထွန်းလို့ပဲဆုံးကနေမှာပေးပေးလိုက်နိုင်မယ်မနော်โอเคကျွန်တော်ဆုံးကနေလည်းမှာပဲပေးလိုက်မယ်ဒါမှတော့ပေါ်ရနော်ဒီမှာအာကျွန်တော်တို့ဘယ်နှမထားမလဲဆိုတာကိုကျွန်တော်ဒီမှာပါပါတယ်ဒီမှာကိုကြိုက်နေတဲ့ကြာလေးကိုနေရာလေးကိုဆွဲသွားလို့ရတယ်ဒီမှာနော်ဒီမှာနော် အဲကျွန်တော်ကတော့ဒီပြီးကနေလောက်မထည့်လိုက်မယ်ဗျပြီးတော့စိတ်နေလိုက်မယ်နော်စိတ်နေဖို့လေလုံးဝမမင်းနေနော်စိတ်နေမှအတီးဖြစ်မှာဆိုတော့လေโอเคဒါဆိုရင်တော့ဒီကောင်အပေါ်ကတော့မထည့်လဲရပါတယ်အဲ့တော့ကျွန်တော်တော့ပေါ်တော့မထည့်တော့ပါဘူးအဲ့တော့အောက်မှာ next ပါတယ် next ဆက်သွားမယ်အဲ့တော့ဒီမှာလည်း तू copyright ရှိမရှိစစ်ဆေးနေတယ် အဲ့တော့ဒီရောက်လဲအောက်ဆက်သွားမယ်နေပဲဆက်သွားမယ်ဒီနေရာကတော့နောက်ဆုံးနေရာပဲဖြစ်ပါတယ်အရေးကြီးတဲ့နေရာရောက်လာပါပြီအရေးကြီးတဲ့နေရာရောက်လာပြီဆိုတော့ကျွန်တော်တို့ကဗီဒီယိုကိုအမြင်နဲ့အမြင်နဲ့ပေါ့နော်တဲ့ဒီနေရာမှာမြင်နဲ့ထားမယ်ဒီနေရာမှာခဏထားမယ်အန်လင်းနေရာမှာအရင်ထားမယ် အနေနဲ့မှာထားပြီးတော့ကျွန်တော်တို့အောက်ကိုဆွဲကြည့်လိုက်မယ်အောက်ဆွဲကြည့်လိုက်လို့အခုလိုမျိုးပေါ့နော်ဒါသူဗီဒီယိုတွေအလုံးကိုသူ check in လုပ်ပြီးသားပြီဒါကျွန်တော်ဗီဒီယိုကတိုးလို့ခဏလေး check in လုပ်တာရှင်တော်တော်နဲ့ဒါမျိုးဒါမျိုးမပြောက်ဘူးနော်အဲ့တော့ကျွန်တော်တို့ကဘယ်လိုပြမှတင်လို့ရမလဲဆိုတော့အခုလိုမျိုး chess completely not issue found ဆိုတဲ့စာလေးပေါ်မှသာလေးတင်လို့ရမှာဖြစ်ပါတယ်အဲ့လိုစာလေးပေါ်ပြီးသိချပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာရှိတဲ့ public ကိုပြန်ရွေးမယ်ဒီမှာ public ကိုပြန်ရွေးလိုက်မယ် โอเคအဲ့လို public ပြန်ယူလိုက်လို့ရှိရင်ဒီဘက်ဘေးထဲမှာလည်း public ဆိုပြီးလာပုံနေတယ်โอเคဒါဆို public လာပုံနေဒါဆိုရင်တင်လို့ရပါပြီအဲ့လိုမဟုတ်ဘဲねကျွန်တော်တို့ကဒီဒီဆိုင်ဒီဒီဆိုင်နေရာလမ်းမှာဒီနေရာလေးမှာအော် chess ကျွန်တော် copyright found လို့အဲ့တော့နေရောင်တို့အစိမ်းရောင်တို့အဲ့တော့မဟုတ်လဲ check copyright found လို့အဲ့တော့ copyright ဆိုတဲ့စာလေးပါလိုက်တာ ਨੇ အဲ့ပြီးတော့ low တင်လို့မရတော့ပါဘူးအဲ့ပြီးတော့ဖြတ်တင်ဖြတ်တင်မဖြတ်တင်ပြန်ပြီးတော့ ေဒစ်လို့သူကွန်ပျူတာမိကိုသူကွန်ပျူတာမိမိလောက်တဲ့တချင်းတွေပြန်ဖြုတ်စပြုံးအဲ့လိုမျိုးတွေအေဒစ်ပြန်လုပ်ပေးရမှာဖြစ်ပါတယ်အခုတော့လုံမချက်ကွန်ရီနော့အစ်ဆူဖောင်းဆူပေါ်လာတိုင်းနဲ့လုံးဝတရားရင်တို့တင်လို့ရပါပြီဒါဆိုရင် public ကိုကျွန်တော်နှိပ်လိုက်ပြီဗျအဲ့တော့ public ကိုကျွန်တော်နှိပ်ပလိုက်ပါပြီဒါဆိုသူတင်နေပါပြီဒါဆိုလိုမျိုးပေါ်လာရင်တော့ပြီးသွားပါပြီဗျအဲ့တော့ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာရှိတဲ့အဲဒီမှာမနော်တို့ကဒီမှာ copy link လေးယူပေးပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့ဒီ link ကိုတဲ့သူကသူက Facebook မှာလည်းပြန် share လို့ရတယ်တဲ့အဲ့တော့တခြားတော့ platform တွေမှာသွား share လို့ရပါတယ်သူကပြောတယ်ပေါ့နော်အဲ့တော့ကိုကသွား share ခြင်းလို့ရှင် view များခြင်းတော့ဒါလေးကို copy ယူလိုက်ပြီးတော့အဲ့တော့ခေါင်းစဉ်လေးနဲ့အတူတူကျွန်တော်တွေ TikTok တွေ Facebook တွေမှာသွား share လို့ရပါတယ်ဗျ။ Okay အဲ့ဆိုလို့ရှင်ပြီးသွားပါပြီ။ပြီးသွားပြီဆိုလို့ရှင်တချို့လူတွေကအဲ့တော့ template တွေပါလေထည့်တာမှားသွားတယ်လို့ template တွေပါပြန်ပြင်ရင်တော့ကျွန်တော်ပြန်ပြင်နေမြောက်ပေးမယ်။ YD Studio မှာသွားပြင်မယ်နော်။ တံမလေးလေးမထည့်ရသေးတာပဲဖြစ်ဖြစ်အဲ့တော့ကျွန်တော်တွေထည့်လို့အဆင်မပြေတာပဲဖြစ်ဖြစ်တံမလေးမှားသွားတာပဲဖြစ်ဖြစ်ဒီမှာကျွန်တော်တွေ Windy Studio ဝင်လိုက်မယ် Windy Studio သွားမယ် Windy Studio သွားမယ်ဆိုကျွန်တော်တို့ခုနကတင်ခဲ့တဲ့ဗီဒီယိုကဒီမှာလာရောက်နေတာဖြစ်ပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ကဘာဖြစ်ဖြစ်အကုန်လုံးအဆင်ပြေသွားအောင်ကျွန်တော် content ဆိုတာလေးကိုပြန်ပြန်နှိပ်လိုက်မယ်နော်ဒီမှာ content ဆိုတာလေးရှိတယ် content ဆိုတဲ့နေရာလေးကိုပြန်နှိပ်လိုက်မယ် okay တော့ကျွန်တော်ကျွန်တော်ခုနကတင်လိုက်တာဗီဒီယိုအရှိစတော့ဗီဒီယိုအရှိအပေါ်မှာပဲ view all ဆိုတာလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်အဲနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာအဲကျွန်တော်တို့ခုနကခုနတင်ခဲ့တဲ့ဗီဒီယိုဒီမှာပါအဲ့ဗီဒီယိုလေးကိုထောက်လိုက်ပါမယ်အဲ့ဗီဒီယိုကျွန်တော်ထောက်လိုက်မယ်အဲ့ထောက်လိုက်ပြီဆိုရှင်ဒီမှာခဲတန်လေးပါပါတယ်ဗျဒီမှာခဲတန်လေးနော်ဒီမှာခဲတန်လေးရနေပြီးတော့ကျွန်တော်လိုလိုလို edit လုပ်လို့ရပါတယ်ဒီမှာခဲတန်လေးပါတယ်အဲ့ခဲတန်လေးရနေပြီးတော့ကျွန်တော်တို့ကြိုက်ကြလေးပြင်လို့ရတယ်အဲ့တော့ဘာလေးဒီမှာ ဒီမှာကျွန်တော်တို့ရဲ့ thumbnail ကိုပြန်ပြင်မယ် thumbnail မထည့်ရသေးဘူးဆိုလို့ရှိရင်ဒီမှာ thumbnail တွေ thumbnail ရှိပါတယ်ဒီမှာ thumbnail တွေပြန်ပြောင်းခြင်းလဲဆိုလို့ရှိရင်လည်းဒီမှာ chain thumbnail ပေါ့အဲ chain thumbnail ပေါ့အဲ chain thumbnail chain thumbnail ရတဲ့အရင်အရေးကြီးရယ်နော်အရေးပါတယ်တမ်နေမပါဘဲနဲ့ဗီဒီယိုမတင်ပါနဲ့ တမ်မင်းပါမတာနေဗီဒီယိုကပေါက်မှာဖြစ်ပါတယ်เนาะလူတွေကြည့်မှာပေါ့เนาะစာအုပ်တုတ်လို့ပဲစာအုပ်ရဲ့မျက်နှာဖုံးကိုစာအုပ်တုတ်ဖတ်မယ်ဆိုလို့ရှိရင်ခေါင်းစဉ်ကိုအရင်ကြည့်ပါတယ်မျက်နှာဖုံးကိုကြည့်ပါတယ်အထက်ကစာအုပ်ဘယ်သူမှအရင်မကြည့်ပါဘူးဒါကြောင့်မလို့ဗီဒီယိုပုတ်ကြည့်မယ်ဆိုလို့ရှိရင်ခေါင်းစဉ်ကိုတမ်မင်းကိုအရင်ကြည့်ပါတယ်ဗျဒါကြောင့်မို့ခေါင်းစဉ်နဲ့တမ်မင်းကကျွန်တော်တွေကျွန်တော်တွေလူတွေစိတ်ဝင်စားအောင်ရေးတက်ဖို့ဆွဲတက်ဖို့လိုပါတယ်ဟုတ်ပြီအဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာရှိတဲ့ ိုဟိုရေးလိုက်တဲ့စာတွေလည်းပြင်ကျင်သေးလားပြင်ကျင်သေးလားဒီမှာပြင်ကျင်သေးရေလည်းဒီမှာအများကြီးပြင်လို့ရတယ်ပြင်ကျင်သေးပြင်လို့ရတယ်ကိုကိုစိတ်ကြိုက်ပုံတော့တကယ်လို့ကိုဗီဒီယိုက public တွေဖြစ်မသွားဘူးဆိုလို့ရှိရင်ဒီမှာ public တွေဖြစ်အောင်လို့ဒီမှာပြန်ပြောင်းလို့ရတယ်အဲ့ဒီမှာเนาะကျွန်တော် ဒီမှာ public name ပဲဒီမှာ public name ပြီးတော့ကျွန်မ public လေးဖြစ်အောင်ပြန်ရွေးလို့ရတယ်ဒါကြောင့်လို့ရှိရင်ကျွန်တော်မိတ်ဆွေတွေဒီ unlist ကြီးနဲ့မိပြီးတင်ပြီးတက်တယ်အဲ့လိုတင်ပြီးနေကိစ္စမရှိပါဘူးဒီမှာ public လေးကိုပြန်နှိပ်လိုက်ရုံပဲပြန်နှိပ်လိုက်ပြီးတော့ပြန်ထွက်လိုက်မယ်ပြီးတော့ဒီမှာ save နှိပ်လိုက်မယ်ဘာပဲလို့လို့ဒီမှာ save နှိပ်ဖို့လုံးဝမမေ့ပါနဲ့မနော်ဘာပဲလို့လို့ save နှိပ်မမေ့ပါနဲ့ save save နှိပ်မှသာလေအတီးပြုတ်မှဖြစ်ပါတယ်အပြင်စင်စရာရှိရင်ပြင်ပြင်ခြင်းပေါ့လေကျွန်တော်တော့ပြင်စင်စရာမရှိဘူးဆိုတော့ကျွန်တော်တော့ save နှိပ်တော့ပါဘူး โอเคဒါတော့ဆိုအားလုံးပဲ thumbnail လက်ထက်တက်ပြီးထင်ပါတယ် YouTube ဗီဒီယိုတင်တက်ပြီးလက်ထင်ပါတယ်အားလုံးဆင်ပြေမဲ့လို့ထင်ပါတယ်ဗျဆင်ပြေပြတာလေးလည်းမိခဲ့လို့ရပါတယ်နောက်ပြီးတော့ဆက်လက်တွေ့ပါဦးမယ်ဗျအဲ့တော့ကောင်းဆုံးနေ့လေးပန်းဆန်းကြပါစေဗျာ